ထိမ့်သိမ်းခံရခြင်းဒေါ်လာရေးအစိုးရတက်လာလေပြီမြန်မာဆိုရှယ်လစ်လမ်းစဉ်ဖြင့်နိုင်ငံတော်တစ်ကိုတီထောင်မှုကြီးညာလေပြီဩဂလိကသတင်းစာဖြစ်သောကျင်းပုံသတင်းစာကိုမြည်တို့ဆက်လက်ထီတက်မိနီကျင်းပုံ၏အခြေအနေမှာကောဆာလိမ့်လေဆက်နှင့်ရိုက်နှိမ့်သည်ဖြင့်နေ့စဉ်စောင်းရီ3000မျှသာရိုက်နှိမ့်နိုင်သည်အမြန်အစုံမှမူကြည်ကြည်မာမာညှရှိသည်ပြည်သူပိုင်းပြုတ်သည့်အထိမျော၍လိုက်နိုင်သည်သို့သောတရင်းစာထုတ်ဝေမှုလုပ်ငန်းမှာရက်တန့်နေရမည်ဖြစ် ရေးသားကိုကမျောလိုက်ရလဲမလွယ်စာဖတ်သူတို့ကဆောင်ရီပူပေးရန်တောင်းဆိုနေကြသည်ကောစာပုံနှိပ်ဆက်နှင့်ရိုက်သည့်တဲ့ရင်စာမှာလဲမင်းကြမင်းနာမကောင်းသည်ခင်မမီသည်ထို့ပြင်တင်မောက်အဖို့ပုံနှိပ်ဆက်တေးကြီးဝယ်ရန်နိုင်ငံသားသုံးငွေဆဲချက်သိမ်းဘူးဆက်ဝယ်ခွင့်တွင်းကုံလိုင်းစင်ကြီးလဲလဲထဲနိုင်ရှိနေသည်ပုံနှိပ်ဆက်တဲ့မဝယ်တော့ပဲဒုလိုင်းစင်ကိုရောင်းစားလင်မင်းအနှဲငယ်ဆယ်သိမ်းမြမျက်နိုင်သည်သို့တော်တင်မောင်းသည်အေးအေးမနေနိုင်ပေ နိုင်စဉ်ကိုရောင်းစားကရှိသောပုံနှိပ်ဆက်လေးဖြင့်ပိန်းနေုံနှင့်စားမကုန်သောငွေကိုရနိုင်ပါလေစက်တေကြီးကိုဆက်လက်ဝယ်ခဲ့သည်အမေရိကန်ပြည်သူသွားက 1963AB စက်ထုတ်လုပ်သောယုံ၌ကိုယ်တိုင်ကိုကြလေလာသိယူပြီးဂျင်းမုံတိုက်တေကြီးကိုတီဆောက်ကစက်တေကြီးကိုတတ်ဆင်ခဲ့လေသည်ဂျင်းမုံကိုစက်တေကြီးဖြင့်အာရှ၌အကောင်းဆုံးသောသတင်းစာအဖြစ်ဆက်လက်ပုံနှိပ်သောအခါစောင်းရီမှာ9000အထိတက်လာတော်သည်သတင်းများကလည်းပေါ်များလာသည်စာပေညီလာခံကျင်းပခြင်း တောင်းသူလဲသမားနှီးနှောဖလဲပွဲကျင်းပါခြင်းဗန်တိုင်းကြီး24တိုက်ကိုပြည်သူပိုင်းပြူခြင်းမယ်ရွေးပွဲများနဲ့မြင်းပွဲများပိတ်ခြင်းလူငယ်ချမ်းသာခွင့်အမိန့်ထုတ်ပြန်ခြင်းတောင်းကျမ်းသူများနဲ့ငြိမ်းချမ်းရေးဆွေးနွေးရန်လက်ကမ်းခြင်းတော်လိုင်းကောင်စီလှုပ်ရှားသည့်နေ့အများအများပြည်သူတို့အတွက်တရင်ကြီးများတပုတ်ပြီးတပုတ်ဖြစ်ပေါ်လာခဲ့သည်အလန်ဒီကွန်မြူနတီပါတီကိုယ်စားလှယ်ရဲနီကြုံဝင်းကိုငြိမ်းချမ်းရေးဆွေးနွေးရန်လာစဉ်ကမိဟောင်းဖြစ်သူတင်မောက်ထံသို့အချိန်ချင်းလာရောက်လှည့်ပတ်သည်ထို့ကြောင့်မတင်ကားပွဲရှိသွားလေသလိုမသိ ရင်းညာရေးဆွေးနွေးပွဲပြတ်တော့အခါတင်မောင်အားထင်းသိရန်သက်ဆိုင်ရာတို့ကရှာဖွေသဖြင့်တင်မောင်မှာ6လခန့်ပုံနေရသည်အကြိမ်ကြိမ်ဖြည့်ရှင်းပြီးမှပြန်ထွက်ခဲ့ရသည်1959ခုမတ်လတဲ့တွင်ရင်းမုံသတင်းစာကိုချိတ်ပိတ်ကတာဝန်ခံအက်ဒီတာဦးကြည်မြင့်အားဖမ်းဆီး၍ရုံးတင်ခဲ့သည်လူစဉ်ကလည်းတင်မောင်ကိုဖမ်းဆီးရန်ရှာဖွေသဖြင့်တင်းရှောင်နေခဲ့ရပူသည်နောက်မှဖြည့်ရှင်းကပြန်ထွက်ခဲ့ရသည်တင်မောင်အဖို့လွတ်လပ်သောဘဝကိုကြုံမှုသည် ထောင်အကျဉ်းသားဘဝလည်းရောက်မှုသည် ရန်ပြေဘဝသည်လည်းအရသာတမျိုးပင်တနေ့အဖမ်းခံရနိုးနှင့်အမဲကြောက်ရွံ့နေရသည်ထို့သောသောအဖမ်းခံရမိကိုကြောက်သည်ဖြင့်အမဲပုံအောင်၍လည်းမနေလိုတတ္တိကိုစမ်းလိုစိတ်ကလည်းပေါ်သည်ဂျပန်ကကဖက်စစ်စမ်းကြီးအတွက်လက်နက်စုစင်က6လုံးပုကိုအိတ်တွင်ထက်ကဂျပန်စစ်တပ်တွင်ဖျက်သွားရသည့်အရသာကိုရင်မူးလေရှိသည်တနက်ပါသော အချိန်၌ဦးကောင်းကိုမော်အိန္ဒြေတခွဲသားနှင့်ဂျပန်များရှိရှောက်ရသည့်အရသာမှာကြီးမြင့်တည်နေအများတုံလို့ရသည် အကယ်၍ဂျပန်မိသွားလျင်အ ਨੇ ဆုံးသေတံတင်နိုင်သည်နိုင်ယူရဲဟုဆိုရမည်လို့မသိသတင်းစာဆရာဘဝ1963-64ခုတွင်6လတာမြပုံအောင်နေစဉ်အတွင်းတင်မောင်သည်ရုပ်ဖြက်ကရုပ်ရှင်ထွက်ကြည့်သည်ကံအားလျော်စွာဘေးကင်းခဲ့သည်တချီတွင်တင်မောင်သည်တရုတ်တယောက်တရံဝစ်ဆင်၍သုံးမင်းစီကမိတ်ဆွေတူအိမ်သို့သွားခဲ့သည်ရိုရာတို့ရောက်သောအခါသုံးမင်းကဆရာကဆရာဦးတင်မောင်ခမဆရာကျေးဇူးရှိပါတယ် ကျွန်တော်အခမဲ့ပို့ပါမယ်ဟုဆိုမှသူရုပ်ဖြတ်ပုံညံ့ပြင်းကြောင်းသိမိတော်သည်တချီတွင်မူတင်မောင်သည်အများပြောတယ်လီဖုန်းယုံကလေးတစ်ခုမှတယ်လီဖုန်းဆက်သည်သူတယ်လီဖုန်းဆက်နေစဉ်တယ်လီဖုန်းယုံနှင့်မလန်မကဲမှရေးသားတဦးကအခက်ခံနေသည် ရေးသားကိုမြင်သည့်ဖြင့်တင်မောင်သည်တယ်လီဖုန်းယုံမှမထွက်ရဲပဲကြကြပြောသည်တဦးပြီးတဦးထိုက်၍ဆက်သည်ရဲကလည်းတစ်စီတစ်ဆောင်ကြည့်ရမှတယ်လီဖုန်းယုံနာကိုက်၍ပင်လာတော်သည်တင်မောင်မှမှော်ထူသွားတယ်သည် သို့သောဟန်ကုတ်ဘူသဘောထားကအိမ်ဒီမပြတ်ဘဲထွက်လာပြီးရဲကိုပြုံးကနှုတ်ဆက်လိုက်သည်တယ်လီဖုန်းနှင့်ဖြုတ်ခိုးလွန်းလို့စောင့်ကြည့်နေတာပါဆရာရဲ့ထိုကဲ့သို့ရဲကတောင်းပန်တဲ့နှင့်ပြောချင်တော့မှတင်မောင်းဖို့ဟင်းချနိုင်တော့သည်ဤသို့သောရမ်ဘီအတွေ့အကြုံလေးများမှရင်းမကုံအောင်ကြုံခဲ့တွေ့ကြရပါသည်တင်မောင်းသည်ဖမ်းမိဟုစီစဉ်တိုင်းရှောင်ပြေးနေတဲ့တပြင်အရှောင်ကောင်းတဲ့ကောင်ဟုဆရာကြီးရွှေဦးတောင်းကမှတ်ချက်ကြသည်မရှောင်နိုင်သည့်အကျိန်လဲရှိသေးသည်1964ခုနှစ်ဩဂုတ်လ20ရက် ညကအိပ်ရေးပြတ်ထားသဖြင့်မနက်9နာရီအိပ်ရာမှစောစောနိုးမြေမနိုးပဲအိပ်နေမိသည်။ကျောင်းနာရီခန့်တွင်ထမင်းချက်သူကအိမ်ခန်းတကားကို လာခေါက်သည်။ဈေးသွားရန်ဝင်းတကားဖွင့်စဉ်ဧည့်သည်များစောင့်နေသည်ကိုတွေ့ရပါသည်ဟုသူကဆိုသည်။ငါဖမ်းဖို့လာတာပဲ။မိသူမှမပြောပဲအလိုလိုစိတ်ထဲကသိသည်ဖြင့်နှုတ်မှထွက်မိသည်။အောက်ထက်ကိုဆေးကြည့်သောအခါသူမျောလင်းသည့်အတိုင်းစုံတော့အရာရှိများကိုတင်ပေါင်းတွေ့ရသည်။ ခမားကြီးတို့ကမဟုတ်တရုတ်သတင်းတွေပေးတာကြောင့်ကျုပ်ကိုဖမ်းတာမဟုတ်လားထိုကဲ့သို့တင်မောင်းကသူတို့ကိုနောက်ပြောင်ပြီးပြက်လုံးထုတ်လိုက်တယ်။နောက်မှသူတို့အားခွင်တောင်းပြီးအိမ်ပေါ်သို့တက်ကအဝေးအစားအနေငယ်နဲ့စောင့်တထဲကိုယူရသည်။စာဖတ်ခန်းမှာဖတ်လို့သောစာအုပ်များကိုဆွဲရသည်။သူတို့အလစ်တွင်ဝေကျုပ်ကြီးနေဝင်းထံတိုင်တန်းပန်ရစာတစ်စောင်ကိုလည်းအေးထားခဲ့သည်။ဇုံတော်ကြီးများကိုအားနာသဖြင့်သူတို့နောက်သို့လှည့်မြန်စွာလိုက်ခဲ့သည်။လမ်းရောက်မှထောင်ထဲတွင်သုံးစရာငွေကြွေးမပါသည်ကိုသတိရသည်ဖြင့် စုံတော်ကြီးများထံမှငွေ90ချိခဲ့ရသည်စုံတော်များကတင်မော့အား boundary land သို့ပို့သည်ထိုမှတစ်ဆင့်အင်းစိန်ထောင်းသို့လုံပိတ်ကားကြီးတစ်စီးဖြင့်ပို့လိုက်သည်အင်းစိန်ထောင်းသို့ရောက်သောအခါအဆောင်သို့တမ်းမပို့သည်ပဲထောင်းအလဲကြီးရုံးကန်းတွင်ခိတ္တာထိုင်ခိုင်းသည်တင်မော့အပြင်စောစည်းစွာရောက်နေသောကိုခင်မောင်၏တကုံတရားအထောက်တော်လှောက်အောင်တို့ကစိတ်မကောင်းကြတော့လဲတန်တိုင်းကြားမှလှမ်း၍ပြုံးရွှင်စွာ ကြိုးစုံနှုတ်ဆက်ကြသည်ကိုမြင်ရသည် ထောင်စရင်သွေးရန်အတွက်စောက်ရသည်မှာကြာသည်။ဆောင်းလိုင်းနေသည့်အခိုက်တွင်ဇပွဲပေါ်ရှိလုံသားပြည်သူ နေစဉ်သတင်းစာကိုတွေ့သည့်ဖြင့်တင်းပေါင်းကဆွဲယူဖတ်ကြည့်လိုက်သည်။ဟဲ့လူဒါထောင်ပြထောင်ဒီသတင်းစာကိုခွင့်မရှိပေမဲ့ဖတ်ရဘူးထောင်ထဲမှာအခွင့်မရှိရင်ဘာမှမလုပ်ရဘူးနားလေလား။ထောင်မှုတဦးကပြင်းထန်စွာကြေးမောင်းလိုက်သည်။ဤတွင်မှတင်းပေါင်းသည်သူ့ဤဘဝ၌လွတ်လပ်သောဘဝတာတကူခိတ္တခဏရက်ဆိုင်ထားခြင်းခံရသည်ကိုတတိပြုမိရှာတော်သည်။ကျေးမုံ ဦးတော်အောင်ဗလမြန်မာနိုင်ငံတွင်သတင်းစာလုပ်ငန်းသက်ရှေးကြားဆုံးဖြစ်သည်ဖြင့်စစ်အစိုးရကထောင်သွင်းခြင်းသတင်းစာကိုသိမ်းခြင်းပစ္စည်းများကိုသိမ်းခြင်းတိုင်းပြည်မှနှင်ထုတ်ခြင်းစသည့်တို့ကိုခံနေရသူဆရာကြီးကျေးမုံဦးတော်၏ကြီးကစာအုပ်ကောင်းတုံးကိုယခုခေတ်လူငယ်များအယတာခံနိုင်ရန်ပြန်လည်ပုံနှိပ်လိုက်ပါသည်အခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ အားလုံးပဲ 先把训来家把掉。